ောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မန္တလေးတိုင်းဒေသကြီးနထိုးကြီးမြို့နယ်တထေကုန်းကျေးရွာအနီးမှာအနီးမှာရှိတဲ့အကြပ်ဖက်အုပ်စုရဲ့စခန်းကိုဒါလုံချုံပြူပေါင်းစစ်ကြောင်းတွေကရှင်းလင်းခဲ့တယ်ရှင်းလင်းတဲ့အခါမှာစစ်သေးကျော်အလောင်း15လောင်းနဲ့တနက်12လက်ရရှိခဲ့ပါတယ်ဒီကျေးရွာကနထိုးကြီးမြို့နယ်တထေကုန်းကြီးရွာဖြစ်တယ်ဒီကြီးရွာရဲ့ဒီနေရာကကျွန်တော်တို့ဒီနထိုးကြီးမျိုးနထိုးကြီးမျိုးရဲ့အနီးမှာရှိတယ်အဲ့ဒီကနေကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ဆူရကုန်းဖလန်ကုန်းတရက်ကန်တက်ခဲ့ချင်းတကြောလုံးရောက်တယ်ပြီးရင်ကျွန်တော်အိုင်မရွာ အဲ့ဒီကနေအိုင်မားရွာအိုင်မားရွာကျွန်တော်ကြော်သွားပြီဆိုရင်မလိုင်းနဲ့မလိုင်းနဲ့တောင်သာလမ်းမကိုချိန်တယ်မလိုင်းနဲ့တောင်သာလမ်းမကိုချိန်တယ်အဲ့ဒီကနေကျွန်တော်ဆက်သွားမယ်ဆိုတော့မလိုင်းကိုရောက်တယ်မလိုင်းတွေကပုံနီးတယ်ပုံနီးတယ်တကယ်ကျွန်တော်တို့ဒါဒီအုပ်စုတွေလှုပ်ရှားတဲ့နေရာပေါ့ဗျာဒီအုပ်စုတွေအဲ့ဒီကြောမှာလှုပ်ရှားပြီးတော့ကျွန်တော်တို့ဒီအမြန်လမ်းပေါ်မှာတက်ပစ်တာတို့ပြီးကျွန်တော်တို့ကြီးဧရိယာကိုဝင်ပြီးတော့ကျွန်တော်တို့မြို့ပေါ်တက်ပြီးတော့လုံချုံစကန်တွေတက်ပစ်တာတို့လုပ်တဲ့နေရာအဲ့ဒီနေရာသူတို့ကတော့လှုပ်ရှားလို့ကောင်းတယ်ပေါ့ဗျာဒီဘက်ကနထိုးကြီးဘက်ကနေတက်မလို့ကရှင်းလင်းတဲ့ခါမှာသူတို့ဒီတောင်သာဘက်ကိုပြေးတယ် မလိုက်မဲ့ကိုပြေးတယ်အဲ့တော့အဲ့လိုလှုပ်ရှားနေတာအဲ့အဲ့အကြပတ်အုပ်စုရဲ့စကန်တွေကိုစတန်ဘာလာ29ရက်နေ့ညပိုင်းမှာလုံမျိုးပူပေါင်းစစ်ကြောင်းတွေကတွားပြီးတော့ဝင်ရောက်စီးနှင်းပြီးတော့ရှင်းပလိုက်တာရှင်းပလိုက်တာကမှအကြပတ်အုပ်စု PDR လောင်း15လောင်းအသေးရတယ်ပြီးရင်ကျွန်တော်လက်နက်မျိုးစုံစတဲ့လက်ရတယ်ပြီးရင်ကျွန်တော်ကြည်ရင်တွေမိုင်းတွေစသဖြင့်ပေါ့ဗျာဆက်ဆက်ပစ္စည်းတွေရရှိခဲ့တယ်ဒါတော့ကျွန်တော်ကြီးမားတဲ့အောင်မြင်မှုခင်ဗျာနဲမှာမနေတာ15လောင်းဗျာ15လောင်းလည်းခင်ဗျာလက်နက်က12လက်လက်ရှိခင်ဗျာဒီလက်နက် Daily Rifle 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 တစ်လက်ကိုခင်ဗျာ Rifle တစ်လက်ကို3 350လောက်ပေါက်တယ် rival တစ်လောက်ကို350ဆိုရင်ခင်ဗျားဒီ seller ဆိုပဲ3500တော့ပေါက်တယ်မနည်းဘူး3500တော့ပေါက်တယ်ပြီးတော့ရခင်ဗျားအဲ့မှာရှိရဒီလက်နက်ခဲရန်နေပြီးရင်ခင်ဗျားအကြမ်းဖက်အုပ်စုလိုရှင်းလင်းလိုက်တယ်တံပိုးမနည်းဘူးဒီတံပိုးကတော်တော်လေးကြီးတယ်တော်တော်လေးကြီးတယ်ပြီးနောက်တစ်ဖြစ်စဉ်တစ်ခုရှိပါသေးတယ်ဒါကတော့ဒါကတော့စတီမလာ28ရက်နေ့ကမလီလိုက်ဒေတာကြီးညောင်းမြို့နယ်ကန်ဒီပေါက်ကြီးပါအဲ့တော့ကန်ဒီပေါက်ကြီးကအနီးမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေရဲ့စကန်ကိုလုံရွေးပူပေါင်းဆွေးကြောင်းတော့ရှင်းလင်းခဲ့တယ်ရှင်းလင်းတဲ့အခါမှာကျွန်တော် PDF အဖွဲ့ဝင်အားလုံး ျွန်တော်အသေးလဲရတယ်အရှင်လဲရတယ်ခဏအပြည့်ကျွန်တော်တို့ဒီဒီ20ခန်းရတယ်လို့သိရတယ်အသေးရောအရှင်ရော20ခန်းရတယ်လို့သိရတယ်လက်နက်တွေလည်းရရှိခဲ့တယ်အဲတော့နေရာကညောင်မြို့နယ်ကန်ဒီဘောက်ကျေးရွာအနီးကန်ဒီဘောက်ကျေးရွာအနားမှာရှိတဲ့အကြမ်းဖက်အုပ်စုရဲ့စခန်းလို့သိရတယ်သိရတယ်အဲတော့ဒီအပိုင်းမှာတော့ကျွန်တော်တို့ဒီမန်လေးတိုင်းဒေသကြီးမှာတော့တော်တော်လေးကိုဟိုလက်တံပြောင်းလာတာတွေ့ရတယ်တော်တော်လေးကိုလက်တံပြောင်းလာတယ်ပြီးတော့ဒါကခင်ဗျာကျွန်တော်တို့သိရတဲ့စင်းပဲရှိသေးတယ်အခြားတော့မသိရတဲ့စင်းတွေအများကြီးရှိသေးတယ်လည်းကြီးကျွန်တော်တို့ဒီမြင်းညာတချောမှာဆိုရင်လည်းပဲတက်မလို့ပူပေါင်းဒေါ်တီယာရုံးပြည်သူစစ်စစ်ကြောင်းတွေကတောက်လျှောက်ရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ် တောက်လျှောက်လုပ်နေတယ်။အော်ဒီသတင်းပြန်ချုပ်ချင်တာကအဲစက်တင်ဘာလ29ရက်နေ့ကနထိုးချင်းမျိုးနယ်တထေးကုန်းကျေးရွာမှာရှိတဲ့အကြမ်းမတ်အုပ်စုရဲ့စခန်းကိုတက်ကရှင်းတဲ့ခါမှာအကြမ်းမတ်အုပ်စုအလောင်း15လောင်းအသေးရတဲ့လက်နက်ကကျွန်တော်တို့ဆက်နက်လက်ရတယ်။ဒီရွာကဒီရွာရဲ့ဒီနေရာကကျွန်တော်တို့တောင်သားမလိုင်းလမ်းမိုက်နဲ့ချိန်ထားတဲ့နေရာအကြမ်းမတ်အုပ်စုတွေလှုပ်ရှားတဲ့နေရာဖြစ်တယ်။နောက်ထပ်တနေရာကတော့မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်ကန်ဒီပေါက်ကျေးရွာအနီးမှာဖြစ်ပါတယ်အဲ့ဒီအနီးနားမှာရှိတဲ့အချမ်းမအုပ်စုရဲ့စကန်ကိုလုံလုံပူပေါင်းဆွေးကြောင်းတွေကတောက်ရောက်ရှင်းလင်းတယ်ရှင်းလင်းတဲ့အခါမှာအချမ်းမအုပ်စု အဖေအရှင်အားလုံး20ခန်းရရှိထားတယ်အဲ့တော့အသေးစိတ်တော့တက်ဆိုင်ရတယ်ကျွန်တော်ထုတ်ပြန်ပေးပါလိမ့်မယ်ဒါတော့ကျွန်တော်တို့လက်ရှိရရှိထားတဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်နောက်ထပ်ဇင်ဖို့ဆက်ပြီးတင်ပြပေးကြမှာလဲဒါကတော့ဗမောင်းမျိုးရဲ့အခြေအနေပါဗမောင်းမျိုးကို KI ပူပေါင်း PDF အဖွဲ့တွေကအစ်စ်သွေးကြောအဖွဲ့တွေကစစ်တမလာ19ရက်နေ့မှာစပြီးတိုက်တယ်20ရက်နေ့မှာသူတို့မျိုးကိုထိချုံနိုင်ခဲ့တယ်ဒီရပိုင်းမှာဒီဗမောင်းမျိုးထဲမှာရှိတဲ့ဗမောင်းမျိုးထဲမှာရှိတဲ့ဆေးရုံဆေးရုံထဲမှာရှိတဲ့ကျွန်တော်တို့ဒီဆေးရုံသုံးကရိယာလေး ကွန်ဆက်ကန်ကရိယာလေးစေးဝါးတွေအားလုံးကို KIP တဲ့ဖွဲ့တွေကကားနဲ့တိုက်ထုတ်သွားပြီစေုံတော့ဘာမှမရှိတော့ဘူးပြီးရင်ကျွန်တော်တို့ဒီဌာနဆိုင်ရာယုံတွေပေါ့ဌာနဆိုင်ရာယုံတွေမှာရှိတဲ့ကွန်ပျူတာတွေပြီးတော့ကျွန်တော်တို့ဒီယုံလုပ်ငန်းတော်ပစ္စည်းအားလုံးလည်းတည်သွားတယ်မရှိတော့ဘူးပြီးရင်ကျွန်တော်တို့မြို့ပေါ်မှာရှိတဲ့ငွေကြေးချမ်းသာတဲ့သူတွေရဲ့အိမ်တွေကိုဖောက်တယ်ဖောက်ပြီးတော့ကျွန်တော်တို့ပစ္စည်းတွေကိုယူယူဆောင်တယ်ရိတ်ခါတွေကိုဒီရိတ်ခါတွေပေါ့ဗျာတနည်းအားဖြင့်တို့တို့ရိတ်ခါတွေကတို့စံတွေစီစားတွေကိုတည်ထုတ်သွားတယ် မျိုးပေါ်မှာတော့ဘာပြောဟောင်းလောင်းပဲရှိတော့တယ် KIP တရားဖွဲ့တွေဖောက်သွားပြီအဲ့တော့ပတ်ဆက်ရှိတဲ့အိမ်တွေဆိုလည်းဖောက်တယ်ဖောက်တယ်ဘာမှမရှိတော့ဘူးအဲ့မှာတော့ခင်ဗျားဒီ NLD ထောက်ခံတဲ့အိမ်တွေလည်းဖောက်တယ်အကုန်ဖောက်ပါတယ်ပြီးသွားရင်သူကဒီဗမောက်ဗမောက်မျိုးပေါ်မှာရှိတဲ့အငိမ့်သားဝန်ထမ်းတွေရဲ့ပြီးရင်ကျွန်တော်နိုင်ငံဝန်ထမ်းတွေအားလုံးတရားခန့်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတော့ကျွန်တော်မသိဘူးဖမ်းဆီးခေါ်ဆောင်သွားတယ်နောက်ဆုံးသိရတာကဗမောက်မျိုးစေယုံထဲမှာရှိတဲ့မိဇက်တွေ ပြီးရင်ဒီဓာတ်မှန်ဆက်တွေဂဒင်းတွေဘက်ထရီတွေအင်ဗာတာတွေခွဲစိတ်ကန်သောပစ္စည်းတွေဆေးဝါးတွေပြီးရင်ကျွန်တော်တို့ဒီဝန်ထမ်းအဆောက်အဦမှာရှိတဲ့ဝန်ထမ်းတွေရဲ့စာနေစီးတွေစားတွေလည်းအကုန်ယူဆောင်သွားတယ်အဝတ်စားတွေလည်းယူသွားတယ်ဘာမှမကျန်တော့ဘာမောက်မျိုးတွေမှာတော့ KIP တွေကအိမ်တိုင်းအိမ်တိုင်းကိုတိုင်အိမ်တွေဖောက်တယ်ဖောက်ပြီးပစ္စည်းအလုံးယူဆောင်သွားတယ်ယူဆောင်သွားတယ်အော်ဘာမောက်မျိုးရဲ့အခြေအနေလက်ရှိဒီဘာမောက်ဘာမောက်မျိုးမှာတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေကဆက်ဖြစ်နေတယ်တိုက်ပွဲတွေဆက်ဖြစ်နေတယ်ပြီးခဲ့ရက်ကရပိုင်းကကျွန်တော်တို့ဒီဘာမောက်မျိုးအနီးရွှေချောင်းကိုလုံချိုးပြောင်းစစ်ချောင်းတွေက သိမ်းပိုက်နိုင်ခဲ့တယ်အဲ့ဒီတိုက်ပွဲမှာတော့ကျွန်တော်တို့ KIP ရဲ့အဖွဲ့ဝင်2ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ခဲ့တယ်တနတ်တနတ်နှစ်လက်နဲ့2ယောက်ပေါ့ဗျာလက်နဲ့လက်ပါတယ်ကြီးစားလက်ပါတယ်2ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ခဲ့တယ်အဲ့တော့တိုက်ပွဲတွေကဆက်ပြီးပြင်းထန်နေတယ်အဲ့တော့ဗမောက်မြို့မှာတော့ကျွန်တော်စေုံမှာတော့ဘာမှမရှိတော့ဟောင်းလုံးဖြစ်သွားပြီဒါတော့ခင်ဗျာဒီတင်ရတနေရာတော့မဟုတ်ပါဘူးခင်ဗျာ KIP ရဲ့အဖွဲ့တွေအပါအဝင်တော့လက်နက်ကိုင်ဖွဲ့ထုံနီးတူပဲထုံနီးတူပဲအကုန်ဖောက်တယ်အကုန်ယူတယ်အကုန်ယူတယ်အဲ့တော့ လက်ရှိဒီဗမောင်းမျိုးအခြေအနေမှာတက်မတော်ကတော့နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်ပြီးကြကြောက်ဖြူမျိုးနဲ့ကြောက်ဖြူမျိုးတိုက်ပွဲပေါ့ကြောက်ဖြူမျိုးနဲ့ပတ်သက်ရင်တက်မတော်ကကြောက်ဖြူမျိုး area ကိုအလုံးစုံထိန်းချုပ်ပေးသွားပြီကျွန်တော်တို့ကဒီရခိုင်ပြည်နယ်အခြေအနေကိုဘာကြောင့်မပြောလဲဆိုရခိုင်ပြည်နယ်ရဲ့အခြေအနေကိုတင်ပြရမယ်ဆိုရင်တက်မတော်ကစေရအားတာချက်တွေအများကြီးရှိတယ်အများကြီးရှိလို့ကျွန်တော်မပြောတာနောက်တဲ့အခြေအနေကမြိုင်ဒေသပေါ့မြိုင်မျိုးနယ်မှာဆိုရင်တော့ကျွန်တော်ပြည်သူစီကြီးဝါရှိပါတယ်အဲ့တော့တွင်းမာရောဗျာတေးရကန်ရောအဲ့ဒီကြီးဝါတွေမှာတော့ရိတ်ခါပြတ်တောက်မှုတွေကြုံနေရပြီပြီးပြီးကလေးကအဲ့ဒီဒေသကျွန်တော်တို့မိတ်ဆွေတွေဖုန်းဆက်ပြီးပြောပါတယ်အဲ့တော့ ကြေးဝါမှာကျရိတ်ခါပြက်လို့တော့ဆံပြုတ်ပြုတ်တောင်းတယ်လို့ပြောပါတယ်အဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီသက်ဆိုင်ရာအကြီးအကျယ်ဖြည့်ရှင်းပေးဖို့လဲဒါဒေသခံပြည်သူတွေတောင်းဆိုလဲရှိပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်အဲ့တော့ဒါကတော့ဒီအပိုင်းမှာ online မှာပွဲလို့ရိုက်နေတဲ့တင်ပေါ့ကျွန်တော်တို့ကလည်းမပြောချင်ဘူးပြဒါပေမဲ့နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတော့ကျွန်တော်ပြောရမှာပဲနိုင်ငံနဲ့ဆိုင်တဲ့ကိစ္စဆိုရင်ကျွန်တော်တို့ကနိုင်ငံနဲ့သက်ဆိုင်တဲ့ကိစ္စဆိုရင်တော့ကျွန်တော်ပြောတင်ပြထားတယ်ပြောရပါလိမ့်မယ်အဲ့တော့ဒီအပိုင်းမှာအားလုံးသိပါလိမ့်မယ်ဒါကတော့ဒီစင်ကာပူမှာစင်ကာပူမှာပဲဗျာစင်ကာပူမှာအမျိုးသားနဲ့အမျိုးသမီးကမြန်မာတွေပါပဲတနည်းမြန်မာနိုင်ငံသားတွေပါ နောက်ဆုံးသိရတာသူတို့ပလောင်တိုင်းပလောင်တိုင်းသားတွေမြန်မာမြန်မာနိုင်ငံသားတွေပလောင်တိုင်းသားတွေအဲ့တော့အဲ့မှာအမျိုးသမီးနဲ့အမျိုးသားမြန်မာတွေပါပဲအဲ့တော့ကားဒီဒီအများဆုံးအများဆုံးအများဆုံးဒီရင်အများဆုံးအများပြည်သူအသုံးပြုတဲ့နေရာကိုလာပြီးတော့လက်နိုင်ချိနိုင်တွေနိုင်တာပါဗျခင်ဗျားလည်းဒီပုံလေးမြင်ဦးမြင်မှုမဲ့လို့ထင်ပါဗျဒီမှာ online မှာပြန်နေတာပဲလက်လက်နိုင်တယ်လက်နိုင်တယ်တော်တော်ဆိုးတယ်ပါဗျစင်ကူမှာဖြစ်သွားတာအဲ့တော့ တကယ်ခင်ဗျားတို့မနေနိုင်ဘူးဆိုလဲအဲ့မှာခင်ဗျားဟိုတယ်လေးရှိတာပဲသွားပြီးတော့အမှဟွာဖြစ်ပါလားသွားပြီးတော့အမှလုံးကြပါလားအခုကပြောခင်ဗျားအမှအများသုံးအများသုံးအများသုံးတဲ့နေရာမှာသွားပြီးတော့ဟိုတောင်တိုင်းမြောင်းတိုင်းနိုင်တယ်တော်တော်ဆိုးတယ်အော်ဒီဒီမြို့သူမြတ်ဘုရားလဲဆိုတော့ကျွန်တော်နေရာအတိအကျတော့မပြောတော့ပါဘူးပလောင်တိုင်းသူပါအဲ့မှာသူ့ရဲ့အဲသူနဲ့တက်ဆိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခုနကဒီဒီဒီကောင်းကိုရိုနာကကားပေါ်မှာဟိုဘောမှာပေါ့ကျွန်တော်လည်းဒီကိစ္စပြောတာသိမပြောချင်ဘူးဗျာ အားလုံးသိအောင်တော့ပြောရတာဒီလက်နိုင်ချင်နိုင်နဲ့နှိုက်ကြတယ်အဲ့နှိုက်တဲ့အရာနဲ့ပတ်သက်ပြီးတော့အဲ့မှာအမျိုးသမီးတယောက်ကဗားရီးတာလဲဆိုတော့နာမည်ကတန်း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 ຫນွယ်တဲ့တန်းတန်းຫນွယ်သူရဲ့ Facebook အကောင့်ကမတ်ຫນွယ်လို့လဲသူအကောင့်တစ်ကောင့်နဲ့ရေးထားတယ်သူကသေးတယ်ဆိုရှင်ပြောလိုက်ပါဦးနဲ့မနေ့ကအပြစ်မှာတွဲသွားတဲ့အကောင့်မှာတရားဝင်မိန်းမနဲ့ကလေးရှိရလို့တဲ့ငါညမအရင်ရဲ့ယောက်ျားဟဲတဲ့တက်တော့ရိုက်ပြီးတော့ line ပေါ် line ပေါ်တင်တယ်မရှက်ဘူးလားတဲ့ငါကဒီတပ်ပူပွဲမကြမ်းကျင်တယ်လို့တဲ့တိတိကျကျပေါ်တင်ပြောတာတော့တဲ့ စသဖြင့်ဆဲထားတယ်ဗျာစသဖြင့်အဲ့တော့တော်တော်ဆိုးတာပဲဗျာနော်အဲ့တော့ဖြစ်လိုက်ရင်လည်းမြန်မာတွေပဲဗျာဒီမနေနဲ့မထိုင်နဲ့ဗျာတကယ်အများပြည်သူအသုံးပြုတဲ့နေရာကြီးမှာဗျာဟိုတိုးဟာနိုင်ဒီဟာနိုင်တယ်အဲ့တော့မနေနိုင်ရမှာဟိုတယ်တွေတပုံကြီးမှာဗျာခင်ဗျားတို့အဲ့မှာသွားပြီးတော့အမှသွားနေကြပါဗျာအဲ့မှာတချို့တော့အဲ့မှာနိုင်ငံတကာသတင်းတွေမှာလည်းရေးထားတယ်ရေးဒီရေးထားတွေ့ရတယ်ဒီဒီဒီကိစ္စကိုရေးထားတွေ့ရတယ်ရေးထားတွေ့ရတယ်အဲ့တော့စင်ကူမှာဖြစ်တာလေဒီပုံလေးပေါ့အဲ့တော့အဲ့အမျိုးသမီးကပလောင်တိုင်းသူဖြစ်ပါတယ် ဘလောင်တိုင်းသူပါအဲ့တော့ဒီကျွန်တော်တို့ဒီကိစ္စကိုကျွန်တော်ဆက်ပြီးတော့မပြောတော့ခင်ဗျားလည်းတွေးသွားပြီနောက်ဒီလိုမျိုးကျွန်တော်တို့ထိမ့်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံပုံရိပ်ကိုထိခိုက်ပါတယ်ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့ဟာခင်ဗျားတို့ရဲ့ဟိုကိစ္စနှစ်ယောက်တည်းနှစ်ယောက်ခင်ဗျားတို့နှစ်ယောက်တည်းသက်ဆိုင်တဲ့ကိစ္စကကျွန်တော်တို့ဂရင်းပေါ်မှာရှင်းရရင်ပြဿနာမတက်ဘူးဒီလိုမျိုးဒီဘတ်ကဒီလိုအများပြည်သူအသုံးပြုတဲ့နေရာမှာခင်ဗျားတို့ကဟိုဟာနိုင်ဒီယာနိုင်ဆိုတာကြီးကတော့တော်တော်ဆိုးတယ်ပေါ့ဗျာတော်တော်ဆိုးတယ်ထိမ့်သိမ့်ဖို့လိုတယ်ထိမ့်သိမ့်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုတဲ့ရန်ကုန်မှာဆိုလဲတဘုံကြီးပါဗျာအဲ့မှာပန်းချန်နေတဲ့မှာပန်းချန်နေမှာဟိုဟာဟိုနိုင်ဒီနိုင်တဲ့ ူကဒီပန်းချန်ဆိုအများပြည်သူအပန်းဖြစ်နေနေရလေကြာအဲ့မှာကျွန်တော်အဖိုးကြီးဖွားကြီးတွေလာမယ်ခင်ဗျားတို့တငယ်ချင်းတွေလာမယ်ခင်ဗျားတို့ဆွေမျိုးတွေလာမယ်ကျွန်တော်တို့အားလုံးအပန်းဖြစ်နေနေရလေကြာဟိုနှိုက်ရမယ့်နေရာမဟုတ်ဘူးကြာပန်းပန်းချန်မှာနှိုက်ရမယ့်နေရာမဟုတ်ဘူးအများကြီးပါပဲရန်ကုန်မှာဆိုတော့တော်တော်လေးတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဟိုပြောရင်းလဲစော်ကားရရအောင်မယ်ပြီးရင်ကျွန်တော်တို့ဒီကျောင်းနေတဲ့တတ်ဆိုင်တဲ့နေရာတွေမှာလည်းဒါကြီးလည်းတွေ့ရတာပဲမလုပ်ကြပါနဲ့ဘာလို့ဘဝကြီးအရှိကြီးလေခင်ဗျားတို့ဒီတောင်းနဲ့ခင်ဗျားတို့ဖြစ်လဲခင်ဗျားတို့ဒီလို online မှာတက်လဲခင်ဗျားဒီလို့ကခင်ဗျားယူချင်မှယူမှာပေါ့ဘဝကြီးပြည့်လဲအရှိကြီးလေ တူတူတိတိတတတတတာတော့ကျွန်တော်တို့ကလောက်ကြပါဗျာเนาะတော်တော်ဆိုးတယ်ဟိုပန်းချန်ဆိုတာအများပြည်သူနဲ့သက်ဆိုင်နေနေအပန်းဖြစ်တဲ့နေရကျွန်တော်ဒီဒီလိုလက်ကစားမယ်နေရမဟုတ်ဘူးကျွန်တော်လေ့ကျင့်ခန်းသွားလို့အမလေ့ကျင့်ခန်းလုပ်လို့ရနေရရှိတယ်ကျွန်တော်တို့ကလည်းဒီလိုဟာတွေပြောရတာမကောင်းဘူးမပြောချင်ဘူးအဲ့တော့ဒီလိုပုံတွေကဒီ social platform မှာတက်သွားပြီဆိုရင်ခင်ဗျားတို့ရဲ့မိသားစုတွေရှိတယ်ခင်ဗျားတို့ရဲ့တကယ်အရေးကြီးရှိတယ်ခင်ဗျားတို့ရဲ့ညီကိုမောင်နှမတွေရှိတယ်အဲ့ဒီလူတွေရှိမှာခင်ဗျားတို့ဘယ်လိုမျက်နှာပြမှာအဲ့အဲ့ပြီးခင်ဗျားတို့ရဲ့ရှေ့ဆက်လက်ရှင်တမ်းမဲ့လူတိုင်းဘုံမှာခင်ဗျားတို့ဘယ်လိုမျက်နှာပြမှာလဲဘာကြောင့်ခင်ဗျားတို့ရဲ့ဒီဟာတွေကတောက်လျှောက်ကြီးခင်ဗျားဟိုဟာဖြစ်တယ်လေ တောက်လျှောက်ကြီးဒီ internet ရှိနေတယ်ကဒီရုပ်တွေရှိနေခင်ဗျားဘလို့ဖြေရှင်းမလဲပြေးလိုက်အရှိခင်ဗျားပြဿနာမျိုးခင်ဗျားဒီမြန်မာနိုင်ငံမှာဒါကြီးတက်လို့ခင်ဗျားမြန်မာနိုင်ငံမှာမနေချင်လို့အခြားသောနိုင်ငံတခုမှာခင်ဗျားအခြေချတယ်ဆိုတော့ပြဿနာမရှိဘူးဒါတော့မှ internet ထဲမှာမလွယ်ဘူးဗျမလွယ်ဘူးဒါကြောင့်ကျွန်တော်တို့ဟိုဟိုမိန်းကလေးတွေရောယောက်ျားလေးရောထိမင်းမလို့လေတချို့ကပြောတယ်ဟာဒီလိုကိစ္စတွေမိန်းကလေးပဲဘဝပြည့်နေပြောတာမဟုတ်ဘူးနှစ်ယောက်စလုံးဘဝပြည့်တာအဲ့တော့ယောက်ျားလေးမှလည်းယောက်ျားလေးအတိုင်းဝန်းရှိတယ်မိန်းကလေးမှလည်းမိန်းကလေးအတိုင်းဝန်းရှိတယ်အရန်ကိုခင်ဗျားတို့အရန်ကြောက်စရာကောင်းတယ်ပြီးခင်ဗျားတို့ဖြတ်သားမဲ့ကာလာကြီးရှိသေးတယ် ကလိုင်းရှိသေးတယ်ဒါကြောင့်ထိန်းသိမ်းဖို့လိုတယ်အဲ့တော့ခင်ဗျားတို့မနေနိုင်ဘူးဆိုရင်ခင်ဗျားတို့အမှကစားကွင်းနေရှိတာပဲကစားကွင်းနေတော့ကြမကောင်းဘူးဘာကြောင့်ဆိုတော့ကျွန်တော်တို့ရဲ့အနာဂတ်နဲ့အနာဂတ်နဲ့ဆိုင်ရင်ကျွန်တော်တို့ဒီစကားကိုပြောတာကျွန်တော်တို့လည်းဒီလိုကိစ္စတွေမပြောလဲမပြောချင်ဘူးမပြောချင်ဘူးသို့တော်လည်းပဲဒီနောက်တဲ့ဒီဒီကျွန်တော်တို့ညီငယ်တွေညီမငယ်တွေသတိထားဖို့ပါသတိထားဖို့ပါအဲ့တချို့သူအမှကျွန်တော်တို့တမိစားစုံတွဲတွေအွန်လိုင်းပေါ်မှာပြန်နိုင်ရှိတယ်ခင်ဗျားတို့ဘဝတွေဘယ်လိုဆက်ပြီးရက်တည်မလဲစိန်ခေါ်မှုတွေအများကြီးပဲတော့ အများကြီးပဲတချို့ကဒီလိုဟာဖုန်းနဲ့ရိုက်တာရှိသေးတယ်မလုပ်ကြပါနဲ့ဒါအသိအညာကြီးတယ်ခင်ဗျားတို့နေရောက်တဲ့ရှင်းရမယ့်ကိစ္စတော့ပြဿနာမရှိဘူးဒါကြီးကခင်ဗျားတို့ဖိုင်ကအပြင်ထွက်သွားပြီဆိုရင်ခင်ဗျားရှင်းရမှာအများကြီးပဲခင်ဗျားတို့ရဲ့ပုံဝင်ချင်မှာခင်ဗျားဘယ်လိုချပြမလဲခင်ဗျားတို့ရဲ့ရှေ့ဆက်လက်ပြီးတော့ရှင်းသားမဲ့ဘဝတွေမှာဘယ်လိုချပြမလဲဘယ်လိုဘယ်လိုဆက်ပြီးရှင်းသားမလဲဘယ်လိုမျက်နှာနဲ့ဖြတ်တန်းကြမလဲခင်ဗျားတို့တကယ်လက်လက်ပြလုံးပါလားဒါကြောင့်ကျွန်တော်တို့ကဟိုတတိတတိထားဖို့ပေါ့ဗျာတတိထားစေချင်ပါတယ် တတိထားသိကြပါလေအဲ့တော့ဒီစင်ကူမှာဖြစ်တဲ့ကိစ္စမြန်မာမြန်မာနိုင်ငံသားတွေပါတတိယပလောင်တိုင်းသူလို့သိရပါတယ်ပလောင်တိုင်းသူပါကျွန်တော်ဒီမှာလူမျိုးကြီးခွဲခြားပြီးပြောတာမဟုတ်ပါဘူးတကယ်ပလောင်တိုင်းသူဖြစ်လို့ပလောင်တိုင်းသူလို့ပြောတာဖြစ်ပါတယ်